လက်ဖက်ရည်ဆိုင်လက်ဖက်ရည်ဆိုင်တွေကရှိတော့ရှိနေတုံးပါပဲလက်ဖက်ရည်ဆိုင်ဒလေးတွေကတော့ရှားပါးကုန်ပြီလို့ထင်တယ်ဒါပေမဲ့လည်းလက်ဖက်ရည်ဆိုင်ဒလေးဆိုတာဘာဘာလဲလို့ဆိုရင်တော့ကျွန်တော်လည်းပြောမပြတတ်ဘူးကက်ဆက်တိတ်ခွေလေးတွေယူလာပြီးလူဖွင့်ခိုင်းတဲ့ကိစ္စလားကိုကိုကိုဒေါက်တာရေးချန်းလို့မှတ်ယူပြီးခက်ကြကြလက်ဖက်ရည်တစ်ခွက်တော့စလိမ်မီကိုကိုခတ်တာတာမှုတ်ထုတ်လိုက်ရင်ငေးမောနေ သူမဟုတ်လည်းပဲပျော်တတ်တဲ့အပေါင်းအသင်းနေနဲ့ဟေးလာဟာလာ လုံးနေတတ်တဲ့ဘဝမျိုးပဲလားနေ့စဉ်တကယ်ဘဝနဲ့ခစ်ကြီးကိုမိထားလိုက်ပြီးပြင်တိပြင်ရွယ်လမ်းကိုငေးနေရတဲ့အရာသာမျိုးလားအဲ့ချက်ပို့ပြီးထိုက်တန်တဲ့အခြားသောလက်ဖက်ရည်ဆိုင်ဒလိအကြောင်းရင်းတွေလည်းရှိနေမှာပါလပိတ်ရည်ဆိုင်ထိုင်ရတဲ့အရာတာဟာဟိုရင်အချိန်တွေတုန်းကလို့မဟုတ်တော့တာတော့သိကြပါတယ် ီနေ့မှာနာမည်ကြီးတဲ့လက်ဖက်ရည်ဆိုင်ဒီဇိုင်းကိုတော့ထိုင်ကြည့်လိုက်ရင်စနစ်တကျကြီးဖြစ်ပြီးတာနာပြောင်ရောင်နေတဲ့ထိုင်ကုန်တွေညပြလာတဲ့လူတွေအော်ခေါ်တော်လဲမကြားချင်အောင်စောင့်နေတဲ့စပွဲတိုးလေးတွေတရနှစ်ဖူနာထီတရကတ်ထိုင်ရင်ရှုပ်ထွေးလာတဲ့အလုတ်စရားတွေအကြောင်းပြောဆိုနေကြတဲ့လေတောင်အကွက်ပုံပေါက်နေတဲ့လူတွေတချို့ဆိုရင်ယူနီဖောင်းနဲ့ဝန်ထမ်းတွေ မြို့တွေရဆိုင်တွေစီလှည့်ပတ်ထွက်ဖို့အရေးပြူဟာဆွဲအာယူနေကြတဲ့အယောင်ဝင်တန်းတွေတပည့်ရေဆိုင်ဝင်းချင်းဟာမိဖို့ဘောကအဖုံးမလုံးနဲ့ရင်တွေအိုးလို့စူညံပွက်လောရိုက်လို့နေတာပဲလက်ဖက်ရည်ကတော့တိတ်ကောင်းလာတယ်မဟုတ်တော့အဲ့ဒီလူအုပ်ကြီးလဲမှာဘသူကလက်ဖက်ရည်ကိုဇိမ်နဲ့မြင့်တောက်နိုင်တော့မှလဲဆလိမ်မီကိုကိုကောင်းမော့မှုတ်ထုတ်လိုက်ရင် ရုပ်ရှင်ဆန်းဆန်းပြင်းကြည့်လေးကန်လုံနေလို့ဘယ်ရတော့မှလဲ ရေခွက်ထဲဆင်ထားတဲ့အကြမ်းခွက်ကလေးကိုထုတ်ရေနွေးဘူးနဲ့နဲ့ငှဲ့ထည့်လိုက်ပြီးဘေးကိုဘလို့လို့သွန်ထုတ်ပစ်လိုက်လို့ရမှာလေခုံကိုလက်စနဲ့ခောင်းရင်တချင်းတန်ကိုဘလို့လို့စီးချက်လိုက်လို့ရမှာလေတချင်းတန်တွေကိုပျောက်ဆုံးသွားတာထိတ်ဆုံးအဝိုင်းမှထိုင်ရင်လမ်းကဖြတ်သွားတဲ့အပြူမလေးတွေကိုဘလို့ငေးလို့ရတော့မှာလေအလုံးဝမြန်သွားပြီ ရိုက်ထုတ်လိုက်လို့ကျင်းစီပြေးသွားရတဲ့ခေါက်သီးလို့ကိုမြန်သွားတာ အရှင်တို့ကတော့ကောင်မလေးတွေကိုယ်တိုင်ကလက်ဖက်ရည်ဆိုင်ရှိကနေဖြတ်လျှောက်သွားရတာကိုရှုတူရှင်တန်းဖြစ်ဘလို့ပဲစိတ်ကတိကအဖြစ်ပင်ပန်းလှပါတယ်ဆိုဆိုတနေ့တစ်ချိန်လောက်တော့လက်ဖက်ရည်ဆိုင်ရှိဖြတ်လျှောက်ခြင်းစိတ်ကလေးရှိကြမယ်လို့ထင်တယ်အခုတော့အဲ့ဓာရီကဌာနကြီးအလားပဲထွေပြားမနေမနာပဲတထက်ထက်နဲ့ရွေးရှားနေကြပြီတုတ်တုတ်တုတ်နဲ့လစ်သွားတဲ့ကောင်မလေးလမ်းလျှောက်ပုံကိုယ်တော်ကြီးကမဆိုင်နိုင်တော့အောင် ဘဝဝင်ပြီနေပြီနဲ့တူပါရဲ့အငေးသမားတွေရဲ့အနေခစ်ကြီးကလည်းမုပ်ကုံမီနဲ့တူပါတယ်အခုဆိုရင်ညနေခင်းမှာလက်ဖက်ရည်တောက်ချင်တဲ့အခါစိုင်းတိုင်းဖို့ဒါမှမဟုတ်လဲပါဆယ်ဝယ်ဖို့အတွက်တမိုင်ကြကြော်လောက်ဝေးတဲ့လက်ဖက်ရည်ဆိုင်ကိုသွားရတယ်ဆိုင်ကလေးရှိနေလို့ပဲအရင်တော့အရသာမျိုးနဲ့ဆိုရင် သုံးလေးမိုင်ကဆိုင်ဆိုရင်လည်းသွားထိုင်ဖို့ကတန်ပါတယ်ထိုင်မဲ့ခုကဘီယာဆိုင်တွေပဲများများလာတယ် တလန်နဲ့ကိုဟိုဘက်ဒီဘက်ထိတ်နှစ်ဆိုင်ဖြစ်လာတယ်။အဲ့ဒီနှစ်ဆိုင်ကြားထဲမှာအခုချိန်ထိတပလင်း200 300နဲ့ရောင်းနေသေးတဲ့အရက်ဖြူဆိုင်ကလေးတွေရရှိနေသေးတယ်။ညနေနေကြချိန်ကစားလို့ဆိုင်တိုင်းလဲလူစီကားမြင်းလက်ဖက်ရည်ဆိုင်တွေကတော့ညနေခင်းဆိုရင်6 6တွေ့တွေ့လက်ဖက်ရည်ကလည်းကြဲကြဲတောက်တောက်တို့တော်လဲပြန်ကြရက်ွက်ကလေးတွေမှာရှိတဲ့လက်ဖက်ရည်ဆိုင်ကလေးတွေမှာတော့ညနေခင်းညနေခင်းတိုင်းလူစီမြင်း ဒါပေမဲ့အဲ့ဒီစီကနေရရုပ်ဆိုးတယ်ဗျာ။ဆိုင်ထဲကလူတိုင်းရဲ့မျက်လုံးဟာဖုန်းစကရင်ပေါ်မှာတချို့လူငယ်ကလေးလေးတွေဆိုရင်အုပ်စုလိုက်တဝိုင်းနဲ့ထိုင်လို့ network ချိတ်ပြီးဆဲဆိုဂိမ်းဆော့ကြတာ။ဆိုင်ကလေးကသာဝါထရန်တုံမိုးချက်ခိုအပြစ်နဲ့ wifi free ဝင်စားမှုမထားလို့ကတော့မရဘူး။အဲ့ဒီဂိမ်းဆော့တဲ့လူငယ်ကလေးတွေကိုဆွဲဆောင်နိုင်တာဟာလက်ဖက်ရည်ရတာမဟုတ် wifi မဲလေ။ အဲ့ဒီလူငယ်ကလေးတွေထက်ကြီးတဲ့ဓမ္မမဟုတ်လူလက်လူကြီးများကြပြန်တော့သူတို့ကိုယ်တိုင်တစ်ချိန်ကလက်ပည့်ရဆိုင်ခေကောင်းကြီးကိုဆိုတာကိုမိခဲ့ပါရက်နဲ့မိပြရက်နိုင်တယ်ဗျာ TV ဖန်ပြားပေါ်ပေါ်ကဘောလုံးပွဲနဲ့အတူ အော်ဟစ်ခက်ကြံကြံ action ကားနဲ့အတူစီမျောလို့သာနေပါတယ်အချင်းကားတွေကကားတန်ဘုံပေါက်ကွဲတန်ဆက်တက်နှက်ပြတန်နေနဲ့အုပ်အုပ်ကြက်ကြက်စူညံတန်တွေကတော့ အပန်းဖြေနီးတစ်ခုလိုတောင်ခေါ်ဖို့ခက်လာပါသေးတယ်။ဒါပေမဲ့ဒါတွေဟာယနေ့ခေတ်လက်ဖက်ရည်ဆိုင်တွေရဲ့တရုတ်အမှန်ဖြစ်သွားပါပြီ။လက်ဖက်ရည်ဆိုင်အစ်စ်တွေပေါ်လာနေမြဲပဲဆိုပေမဲ့လက်ဖက်ရည်ဆိုင်ထိုင်ခြင်းရဲ့အတိတ်ပဲကပြောင်းလဲသွားတော့လက်ဖက်ရည်ဆိုင်တွေရဲ့ပုံစံတွေကလည်းပြောင်းလဲကုန်တာပဲ။လူအဖွဲ့စည်းရဲ့အတွင်းစိတ်တစကယောဂဘာရဲ့အသွင်တန်တန်ကိုပြချမ်းမြဲပဲမဟုတ်လား။ ကျွန်တော်ကတော်ငယ်သေးတဲ့အရွယ်ကလေးကလက်ဖက်ရည်ဆိုင်ထိုင်နေအကျဉ်းရခဲ့သူမို့လက်ဖက်ရည်ဆိုင်တွေရဲ့ခစ်ကောင်းကြီးတစ်ခစ်ကိုကောင်းကောင်းမှုခဲလိုက်သေးတော့လေလွမ်းစရာမရှိရှာကြံလွမ်းနာပေါ့ဗျာလက်ဖက်ရည်တစ်ခွက်ခုနှစ်ချက်ခစ်ကနေယနေ့မှလက်ဖက်ရည်တစ်ခွက်900ချက်ဖြစ်သည့်အထိနှစ်20ကျော်သောလက်ဖက်ရည်ဆိုင်နှစ်များကိုဖျက်တမ်းခဲ့ရသူအဖို့တရုတ်ဆိုင်ရေးဆရာကြီးလောရှိရဲ့လက်ဖက်ရည်ဆိုင်ပြဆက်လို့ဆရာမြတ်တန်တင်းရဲ့လက်ဖက်ရည်ဆိုင်အစီလို့မဟုတ်တော့ တော်မြောက်တောင်မြောက်မဖြစ်ညစ်ကျဲစကားလေးတစ်ပုဒ်လောက်တော့ရေးလိုက်ချင်သားကက်ဆက်တိတ်ခွေလေးတွေယူယူလာဆိုင်ရှင်ကိုဖွင့်ဖွင့်ခိုင်းပြီးမိန်းနေတတ်တဲ့ကိုထက်ကြီးတဲ့အကိုကြီးတွေကိုငေးရင်အဲ့ဒီဘဲကြီးတွေလိုမျိုး secret ကိုလက်ညှိုးနဲ့လက်ကလေးချာဟန်ပါပါညက်စီပေါ်လုံးအတင်ရဲ့ဖင်ကိုစပွဲကုန်နဲ့စေးသားချက်အောင်တတောက်တောက်ခောက်မိကိုလက်မပိတ်အောင်ဖင်အစီကံကြားကအမှုံအမွားတွေကင်းစင်အောင်လုပ်နေ တို့လိုလေးလေးကန်ကန်ဟန်ကြီးဖြစ်အောင်လုပ်ယူနေရတာကိုကပဲဘဝတစ်ခုဖြစ်လို့နေတယ်။ငယ်တုန်းကတော့အဲ့ဒါလိုလိုက်လုပ်လို့သာလုပ်ရတယ်။ဘာကြောင့်မန်လဲသိတဲ့ရဲမဟုတ်ဘူး။တို့ပြင်မယ်နေ့လည်းနေခင်ငြိမ်သက်နေတဲ့လပိတ်ဆိုင်အတွင်းနဲ့ဆိုင်ဒီဆိုင်တဲ့ချင်းကလေးနားထောင်ပြီးကျင်ပလင်ချိတ်ချိုင်းစင်ယူရတာဖြင့်တဲ့လူဖြစ်ကြုံနဲ့ကြပဲလို့တွေးမိတာပေါ့။လပိတ်ဆိုင်မှာထိုင်ကောင်တာကရွေးတူကောင်မလေးကိုရှိုး ဖွင့်ထားတဲ့တခြင်းအလိုက်ကိုသူမအတွက်ရည်စူးပါတယ်ဆိုတဲ့အကြောင်းအတံမထွက်အောင်နှကန်းလှုပ်ယုံလိုက်ဆိုရင်ဖွင့်ချောင်ရတာတဲ့ရောမန်တီကဆန်ပြတာပဲကောင်တာကမလီယာလည်းသူ့ကိုခန်းစားပြနေကြည်နေမှန်တိပါရဲ့ကြီးနဲ့မတိချင်းအောင်နေဆောင်ခေါင်းကလေးဆောင်လို့စပင်းနေခဏခဏတက်တယ်စိတ်ကူးရင်နေတာလို့လို့အင်ဒရီကြီးနေရလို့လို့ဟိုးအဝေးရလမ်းပေါ်ငေးတယ်လို့လို့နဲ့ တစ်ချိန်လုံးပဲများနေတာပါပဲကျွန်တော်ဘုရားမှာလက်ဖက်ရည်ဆိုင်နှစ်ဆိုင်ကကောင်တာထိုင်နဲ့ကောင်မလေးနှစ်ယောက်ကိုလက်ဖက်ရည်ဆိုင်ထိုင်ရင်အဲ့ဒါလို့တော်တော်ငန်းခဲ့ဘူးတယ်ထိုင်မဲ့လည်းငန်းတဲ့အဆင့်ပါပဲဘယ်တော့မှလည်းရှေ့ဆက်တိုးဖို့မစင်စားခဲ့ဘူးအဲ့ဒီပိုင်းကျကျွန်တော်ကမစွန်ဘူးလို့ပြောရမယ်ဝမ်းနေစရာပါဗျာရုပ်ရှင်နေတဲ့ကလို့တနေ့နေတော့တနေ့ရရမှာပခုံးချင်းတိုက် သူ့လက်ထက်ကစာအုပ်တွေလွတ်ကြ အတူတူဂုံကောက်ကြရင်နှစ်ဖူးချင်းတိုက်နှစ်ယောက်စလုံးဖင်ထိုင်လဲကျွန်တော်အသိအာနာသိဝန်းနေသိယောက်ျားပြီးသားတဲ့ဟန်မျိုးနဲ့ကျွန်တော်တောင်းမှမှာရဲ့ဗျာလို့ပြောသူမကဟောက်ရပါရင်ရှင်မတော်လို့ဖြစ်တာပဲလို့ပြုံးစစ်စစ်ရှက်ကိုရှက်ကန်းနဲ့ပြန်ပြောတယောက်နဲ့တယောက်နာမည်တွေမိတ်ဆက် ပြီးတော့တိတ်မကြခင်မှာပဲရေးစားတွေဖြစ်ကုန်ကြမယ်လို့လက်ဖက်ရည်ဆိုင်မှာထိုင် ကောင်တာကကောင်မလေးကိုငေးထိုင်ထိုင်တွေးနေရင်လည်းအချိန်ကုန်သွားတာပဲကျွန်တော်ကရန်ကလည်းတိတ်စိတ်ကူးရင်ကျင်တဲ့ကောင်မျိုးအဲ့လိုစိတ်ကူးရင်ရင်နဲ့ပဲကျွန်တော်ငယ်ဘဝတစ်ခုလုံးနဲ့လက်ဖက်ရည်ဆိုင်ခစ်ကြီးကကုန်မမ်းမသိကုန်သွားခဲ့တယ်ထင်ပါတယ်ခုတော့အဲ့ဒီခစ်ကြီးမရှိတော့ပါဘူးဗျာ လက်ဖက်ရည်ဆိုင်ကောင်တာတွေမှာလည်းငငယ်ချော့ချော့ကမလေးတွေမထိုင်ကြတော့ဘူး။တချင်းကြီးတသက်အေးအေးငြိမ့်ငြိမ့်လေးဖွင့်ထက်တဲ့လက်ဖက်ရည်ဆိုင်တွေလည်းမရှိတော့ဘူး။ခွေးချီခုံလေးတွေဝိုင်းဖွဲ့ထားတဲ့ခက်ညင်ညင်စပွဲပူလေးတွေမရှိတော့ဘူး။နှုတ်တီကော့ကော့ရှိရှိဒဏ်နဲ့လှုပ်ထားတဲ့ရှင်ွေကရအိုးလေးတွေလည်းမရှိတော့ဘူး။ဒါပေမဲ့လက်ဖက်ရည်ဆိုင်မှာထိုင်ဖက်ကြံကလေးဖွာလို့ကြောင်ငေးတွေး ညောင်ငေးတွေးလှုပ်ချင်တဲ့ကျွန်တော်အကျင့်လေးကရှိနေတော့မယ်။ကျွန်တော်လိုအဲ့ဒီလက်ဖက်ရည်ဆိုင်ဓလိလေးတွေကိုလွမ်းနေမဲ့လူတွေလည်းအများကြီးရှိနေအောင်မသေးကြပါဗျ။အထူးသဖြင့်ကျွန်တော်တို့မျိုးဆက်ရရှိရာဘီကျဲတွေပေါ့။သူတို့ခင်ဗျာလဲကျွန်တော်လိုမျိုးပဲဘယ်မျိုးကိုရောက်ရောက်ဘယ်မျိုးမှာအခြေချရချရမျိုးရဲ့တနေရရမှာစိတ်ငြိမ်ရဝံကပေးဆိုင်ကလေးတွေများရှိနေလေအောင်မလားလို့ လိုက်လိုက်ရှာမိကြမယ်ထင်ပါတယ်ပိတ်လောင်မုန်းချက်ခဲ့တဲ့ခစ်ကြီးကိုဘယ်လိုပဲမုန်းခဲ့တယ်ဆိုဆိုချုပ်ခစ်များတဲ့ကလက်ဖက်ရည်ဆိုင်ကလေးတွေကိုတော့သူတို့လွမ်းနေကြမှသိကြပါတယ်လင်ခါ11 16ရက်ဩဂတ်2019 ဖတ်ရှုတင်ဆက်သူစိတ်မြမြစဉ်လူကြီးမင်းတို့အချိန်ပေးနာဆင်မှုအတွက် SS Reader မှာကျေးဇူးတင်ရှိပါတယ်ရှင်။